ရွှေကုန်းတိုင်းတရာဆင်းမှာအမျိုးသမီးတူကားတိုက်သေးဆုံးမင်္ဂလာပါအော်ဒီယိုဘိုင်းစောင်းနိုင်ငံနေကြိုးဆိုပါတယ်တရခါမှာတော့ရွှေကုန်းတိုင်းတရာဆင်းမှာအမျိုးသမီးတူကားတိုက်သေးဆုံးတဲ့အကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်မနေ့က2025ခုအောက်တိုဘာလ22ရက်ညဦးပိုင်းရန်ကုန်မြို့ဗဟန်းမြို့နယ်ကရွှေကုန်းတိုင်းတရာဆင်းမှာအမျိုးသမီးတူရင်တိုက်ခံရပြီးတိုက်တဲ့ကမောင်းပြေးသွားရလို့ တော်ရောက်ကူညီတဲ့လူမှုကူညီရေးအဖွဲ့ဝင်တွေကသိရပါဗျ။ကားတိုက်ခံရတဲ့မျိုးသမီးကတော့ကွယ်လွန်သွားတယ်လို့သိရပြီးမင်္ဂလာတို့မျိုးနယ်ဆွဲတော်အင်အားမှနေထိုင်သူဖြစ်တယ်လို့လည်းသိရပါဗျ။တိုက်ပြေးတဲ့ကားကထွက်ပြေးသွားတာကြောင့်မမေးလိုက်ဘူးလို့လူမှုကူညီရေးအသင်းတွေကပြောပါတယ်။ဆိုပါအတိုက်ခံရတဲ့မျိုးသမီးကအသက်23နှစ်အရွယ်ဖြစ်ပြီး သူမရဲ့ Facebook မှာတော့ရန်တိုင်းမှုဖြစ်ချိန်အောင်ဝဆာနဲ့ကလောမျိုးမှာရှိနေတာကိုတင်ထားကြောင်းသိရပါဗျ။ဒါက ငယ်လေးဆိုတဲ့ကောင်းကရင်တိုက်မှုဖြစ်စဉ်ကိုပထမဆုံးစတင်ခဲ့ခြင်းဖြစ်ပါတယ်။21ရက်စဲလ2025ကားတိုက်မှုဖြစ်စဉ်မိသားစုများအမြန်သိစေရန်ချွေကုန်းတိုင်းဂုဏတာအစင်ကွာအေးဖျားလမ်းပေါ်အမျိုးသမီးတူရင်တိုက်မှုဖြစ်၍မြစ်တာလဲမှကိုညီပို့ဆောင်ပေးပါသည်။တိုက်သွားတဲ့ကားကလောလောဆယ်ထွက်ပြေးသွားပါတယ်။အမေးလိုက်ပါဘူး။မိသားစုဝင်များအမြန်ဆုံးတွေ့ရှိပါစေတဲ့။ဒီစာနဲ့အတူ အတိုက်ခံရတဲ့ ရင်တိုင်းမှုဖြစ်စဉ်အပုံတွေရောပါရောတင်ထားပါတယ်။အဲ့ဒီပုံတွေကဖော်ပြလို့မရတာကြောင့်ကျွန်တော်အပြည့်စုံဖော်မပြတော့ပါဘူး။နောက်ဒီဖြစ်စဉ်ကိုသိတဲ့တယောက်ကတော့ဒီလိုမျိုးရေးထားတာပါ။အကောင့်ပိုင်ရှင်ကဂရုကြီး KP တဲ့ရွှေကုန်းတိုင်းပွင့်သစ်ဆန်းလဖက်ဆိုင်ရှိကားနဲ့ကောင်လေးနဲ့ပြဿနာတက်ပြီးကောင်လေးကကားမောင်းထွက်သွားတဲ့အခါကောင်မလေးကအဲ့တလုံးနဲ့ကြံခဲ့ပြီးကားလမ်းမှာဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်လှုပ်ပြီး လမ်းလေမောင်မောင်ထဲမှာလက်အိပ်ပြီးတက်သေးတယ်ပြောပါတယ်။ကားတစီးရမမြင်မဲတက်ကျက်ပြီးမောင်းပြေးသွားတယ်။ကာမလေးနာမည်ကလင်းပြေအိမ်။လူမှုကက်ဆယ်ရေးတွေဆေးရောင်ကြီးပို့လိုက်ပါပြီ။အသက်မသေးသေးလို့သိရပါတယ်။အိတ်ကအကောင်စားဘောစားတွေကလည်းအပြန်စားချမ်းချမ်းသာသာတွေကကာမလေးပါတဲ့။ဒါသူရေးထားပါနော်။နောက်တစ်ယောက်ကတော့ကွန်မန်းမှာဒီလိုမျိုးရေးထားတာတွေ့ရပါတယ်။ရေးထားတာကရှင်းနံနေဆိုတော့အကောင်ပါရှင်ပါ။ ခြောက်ခွဲလောက်ကတောင်မှကားပေါ်ကနေတွေးခဲ့သေးတယ်။သူ့ကြည့်ရတာတခခု ဖြစ်နေသလိုပဲ။ကားတွေဟွန်ဒီလည်းမဖက်ဘူး။အဲ့ဒီအတိုင်းပဲဖြည်းဖြည်းလေးသွားနေတာ။လမ်းကိုဟိုဘက်ကူလိုက်ဒီဘက်ကူလိုက်နဲ့လိုင်းငါနဲ့တိုက်မိမလို့ဖြစ်သေးတယ်။ဗရိတ်အုပ်တာတော်တော်မြန်သွားလို့ရယ်။ဒါကဒီလိုင်းငါစီးရဲ့မြို့သမီးရသူတွေးကြုံနေတာကိုပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်။နောက်တစ်ယောက်ကလည်း ဒီလိုမျိုးရေးထားတာတွေ့ရပါတယ်။ကိုရီရှဲ့ရင်ဖြစ်သွားတာနှစ်ယောက်သားခီးကပြန်လာပုံရတယ်။ကားရပ်ပြီးရန်ရွယ်ဖြစ်ဆွဲလွှဲနေကြတာ။နောက်ဆုံးကောင်လေးကကောင်မလေးကိုသူ့ရိုက်တွေနဲ့ထားခဲ့ပြီးကားမောင်းထွက်သွားတော့ကောင်မလေးကစိတ်ထိခိုက်သွားပုံရတယ်။တရားစင်းလမ်းမအလယ်မှာလှဲချလိုက်တာမှာတရားဘောကအချိန်နဲ့ဆင်းလာတဲ့ကားတက်ကြိတ်တာ။ဘေးကလူတွေအော်ဟစ်ပြီးသွားဆွဲဖို့လောက်ကြပါလေတယ်။ ရုံးစင်းချိန်ကားတွေရမ်းဖြတ်နေတာရောခဏလေးတွင် ဖြစ်သွားတာကြောင့်မမေ့လိုက်ဘူး။ဒါကမျက်မြင်တွေ့ရှိသူတယောက်ကပြောကြားခြင်းဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်။ဒါတည်ပြီးသွားသူတယောက်ကဘလို့အကြောင်းနဲ့မှပြန်ရှင်လာမှာမဟုတ်တော့ပါဘူး။ဒီလိုမျိုးငငယ်ရွယ်ရွယ်နဲ့ဖြစ်ဆိုးကြုံရတဲ့အတွက်အထူးပဲဝမ်းနဲ့မိပါတယ်။ဒါကဆုံးမသွားတဲ့ညီမလေးရဲ့ Facebook account လို့သိရပါတယ်။ဒါက သူကလောမှာဒီအခင်းမဖြစ်ပွားခင်အရင်တရက်ပေါ့နော်အဲ့ဒီကလောမှာသူရိုက်ထားတာပါရန်ကုန်မှာအခင်းဖြစ်ပွားတော့လဲဒေဝအစား DNG နဲ့ပဲဖြစ်ပါတယ်ဒါကဒီကလေးမှဝတ်ဆင်ခဲ့တဲ့နာယီနဲ့တဘောရတနာတွေပေါ့နော်ဒီကိစ္စကိုကုညီခဲ့တာကတော့မေတ္တာလင်းလူမှုကုညီရဲ့အသင်ပဲဖြစ်ပါတယ်အခုတော့ဒီကလေးမရဲ့လူနာရှင်တွေနဲ့ဆက်သွယ်ရပြီလို့သိရပါတယ် ကလေးမလေးလည်းစုံသွားပြီဖြစ်ကြောင်းသိရပါတယ်။အခုဆက်လက်ပြီးဒီလူမှုကွန်ရက်အတင်းကကလေးမလေးကိုစတင် တွေ့ရှိခြင်းသူ့ရဲ့အိတ်တွေကိုရှာဖွေတဲ့မှတ်တမ်းပရီကိုလည်းကျွန်တော်ပြန်လည်တင်ပြပေးပါမယ်။ကြည့်ကြည့်ကြပါအောင်မြတ်။ဒီကဒီဆက်ကောင်းလာတာဘာလဲဒီကနေဒီကြီးသားပါဒီကအရှင်မြတ်ပါဘာလဲဒီပုံပုံပုံပြီးထုတ်ကြတာဒီမီးဆော့ဆော့ Lama, 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 lama. Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn 啊，那个，也 uh, 我明天哪里哪里？好，好，好。东莞去是吧？对， 东莞。那边搞啊？这边搞啊？这边搞，对，叫你去。那边那边那边搞，哎，我哎，我今天搞东莞啊，东莞啊，那边搞。 ကိုကိုခုကိုဒီအချမ်းမှာတစ်ချက်ကြည့်ပါဒီအခွင့်ပြီးပြလားရေးမရဘူးအဲ့ဒီကိုအခွင့်ပြီးပြရေးရမ်းမရှိဘူးရှင်းလားနောက်နောက်နောက်နေရပို့ဘူးတွေရပါရှင်နာမည်ကတော့တည်ပြီးတော့ရောင်းပေါ့ဆက်ပါနာမည်ဘယ်လိုလဲ?တာမီးတာမီး။ဟဲ့?လင်းကြီးလင်းကြီး။ဟော။တာမီး။ဟော။ဘယ်မှာအိတ်လုံးတိပေါ်ကြတာ။ကိုစာဟုတ်ကပါလိုရ။စာချုပ်ခါ။မဟုတ်မဟုတ်ဘူးအခုဒီနေ့မှရောက်တဲ့တောင်ပါလေ။ဒါဘူး။အဲ့ဒါဖုန်းခေါ်လို့မရလို့။ အစောင်းတရအောင်ကြည့်ရှုနားဆင်ပေးကြတဲ့အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပြရင်ဝေးကွာကြပါစေဗျာ